တခါတော့ကပင်လေကန်းဆက်ကအုံးပင်တပင်ပေါ်မှာရှင့်ဇနီးမောင်နှံနှစ်ကောင်နေတယ်တဲ့ရှင့်ကလေးတွေနေကြတယ်အဲ့လိုနေရင်တနေ့ကျတော့ရှင့်မကလေးကအုံးပင်ပေါ်ကဆင်းပြီးတော့ပင်လေရေကိုဆင်းပြီးတော့တောက်တယ်တောက်တော့ပင်လေရေဒီလိုင်းကလာနေတာသူမမြင်ဘူးလေသူကလေးရှင့်လေးတေးသေးလေးဆိုတော့မသိဘူးကိုအဲ့ဒါနဲ့အဲ့ဒီရေလိုင်းနဲ့ဒီရှင့်မလေးကပင်လေရေတဲကိုမျောပါသွားရောသေရောမမြင်ရတော့ဘူးအဲ့တော့ရှင့်ဘူကပြန်မလာပြန်မလာနဲ့စောင့်ရင်းနဲ့ သူရှင်မဒီပင်လေတဲ့ဆင်းသွားတာပြင်းမလာဘူးဆိုတော့သူအင်မတန်ခံစားရတယ်တဲ့အဲ့ဒီရှင်ကလေးကအဲ့ဒါနဲ့သူအုံမေမောကဆင်းပြီးတော့ဒီရှင်မလေးကိုငါဘယ်နည်းနဲ့ပြန်တွေ့နိုင်မလို့ဘယ်နည်းနဲ့ပြန်တွေ့မနိုင်မလို့သူစဉ်းစားတယ်တဲ့စဉ်းစားတော့ငါရှင်မလေးဟာဟောဒီပင်လေရည်ထဲမှာတေချာပေါက်ရှိဒါကြောင့်ဒီပင်လေရည်တွေဖုံးနေလို့ငါရှင်မလေးကိုငါမမြင်ရဒီပင်လေရည်တွေသာအကယ်၍မရှိဘူးဆိုရင်ငါရှင်မလေးကိုငါတေချာပေါက်ပြန်တွေ့မယ်အဲ့ဒါနဲ့သူကဘာတုံးဆိုတော့ င်လေတဲ့ကိုရှင်းသူ့ရဲ့အမီးပွားပါကလေးကိုပင်လေရေတဲ့နှစ်နှစ်ပြီးတော့ရွာရွာနဲ့ပြန်တက်လာသွမ်းပေါ်တော့အဲ့ဒီအမီးကဆွတ်ထားတဲ့ရေကလေးကိုခါနောက်တစ်ခါပြန်ရှင်းအမီးလေးကိုစိတ်သွမ်းပေါ်ရောက်တော့ပြန်ခါအခောက်ပေါင်းများစွာလုံနေတာဘာလုပ်တာတုံးဆိုတော့ပင်လေရေတွေကိုခန်းသွားအောင်သူစူးစမ်းနေတာဘာကိုတွေ့ခြင်းလို့တုံးသူ့ရှင်းမလေးကိုတွေ့ခြင်းလို့ဟုတ်လားပင်မန်းနဲ့နော်တကယ်ယူမိုက်များအဲ့ဒါနဲ့ ဒီကန်းဆောင်နှက်ကကန်းမှာစောင့်နေတဲ့နှက်ကဒီရှင်ကလေးကိုတိတ်တနာတယ်ဖြစ်နိုင်မို့နော်မင်းသေးတာသွားမယ်ဒီရေကတော့ခမ်းမှာမဟုတ်ဘူးအဲ့ဒါနဲ့ကန်းဆောင်နှက်ကကိုထင်ပြပြီးတော့တဲ့ပုံမြင်ဆိုတော့လေကိုထင်ပြပြီးတော့ရှင်ကလေးမင်းဘာလုပ်တာလဲဟာကျွန်တော်ချစ်တဲ့ရှင်မာလေးဒီထဲမှာရှိတယ်ဒါကြောင့်မို့လို့ပင်လေရည်ဒီဖုံးနေလို့မမြင်ရလို့ပင်လေရည်ဒီကုံသွားအောင်ကျုပ်ဒီလိုလုပ်နေတယ်မင်းမဖြစ်နိုင်မို့နော် နာလုံးလို့တနာလုံးလို့ဟုတ်လားအဲ့ဒါနဲ့ကန်းဆောင်တတ်ကမင်းမှာချစ်ချင်းကြောင့်ပင်ပန်းနေပြီဒါကြောင့်ဒီချစ်ချင်းနေရော့တော့သူ့ကိုဘယ်လိုလုပ်မလဲဆိုတော့ကန်းဆောင်တတ်ကမြင်တာကိုဗျမြင်တော့ရှင့်ကလေးမင်းကသာမင်းရဲ့ရှင့်မလေးကိုလွန်ဆွေးပြီးတော့ချစ်ချင်းနဲ့မင်းပင်ပန်းနေတာမင်းရှင့်မလေးကဘဝပြောင်းပြီးတော့လေဟောဒီပင်လေကိုစောင့်တဲ့နမင်းကြီးရဲ့နမိဖုရားဖြစ်နေတယ်ဗျာလို့ပြောတယ်တကယ်လည်းဖြစ်နေတဲ့အဲ့ဒါနဲ့ကန်းဆောင်တတ်က ဒီရှင်လေးရဲ့ချစ်ချင်းတရားတွေရော့ပြီးတော့တတ္တပါစီတော့ဆိုတဲ့ရည်ရွယ်ချက်နဲ့သူ့ရဲ့တကူနဲ့ပင်လေဆောင်နတ်မင်းကြီးနဲ့ရှင်မလေးကသေလို့ဖြစ်နေတဲ့ပင်လေဆောင်နတ်မင်းကြီးရဲ့မိဖုရားကိုတကူနဲ့ပြပြတော့ရှင်လေးကမော့ကြည့်အော်ကြည့်ရာသူမကိုအမှတ်မရတော့ငါကတော့သူ့ကိုတွေ့ဖို့အတွက်ရည်ဒီခန်းအောင်ကြိုးစားနေရပေးတဲ့ချစ်ချင်းကနေမုံငင်းကိုတောက်လျှောက်ရောက်သွားတာဒါကြောင့်ဦးစင်းကတခါတခါစဉ်းစားကြည့်တယ် ချစ်ချင်းနဲ့မုံချင်းဟာလေဟိုဘက်နဲ့ဒီဘက်နဲ့ကတ်နေတယ်လို့ပဲလှဲ့လိုက်တာနဲ့တခါတလေအင်မတန်မြန်တယ်။မြစ်တာနဲ့ချစ်တာကိုဆိုလိုတာမဟုတ်ဘူးနော်တခါကြီးဒီမိုက်မြ။နော်တဏှာလောဘနဲ့ချစ်တယ်ဆိုတာကိုယ်စိတ်တိုင်းမကြတာနဲ့တပြိုင်တည်းချင်းမုံတော့တာပဲ။ချစ်တယ်ဆိုတာကလည်းခက်တော့ခက်ကြီးဗျ။တည်တည်ချာချာစဉ်းစားကြည့်မှအဲ့ဒီလူကိုချစ်တယ်ဆိုအဲ့ဒီလူကိုချစ်တာမဟုတ်ဘူးကိုကိုကိုချစ်တာ။ကိုကျင်နှံ့မှုရဖို့အတွက်အဲ့ဒီလူကိုမျက်စိအောက်ကအပြောင်းမခံနိုင်တာ။ဒါပဲ။ ဒါကိုအိမ်ကြရင်တော့လည်းအကြည်လေစဉ်းစားကြည့်အောင်ပေါ့လေဒါကဥစဉ်ကအတူချုပ်ပဲပြောရတာတရားအဓိပ္ပာယ်တွေပြောရအောင်မှာထားတော့ချက်ချင်းအကြောင်းတိကာချက်နေတရားဟာပြီးမှာမဟုတ်ဟုတ်လားအဲ့တော့အဲ့ဒီချက်ချင်းကိုဟိုဘက်လှည့်လိုက်တော့မုံချင်းဖြစ်သွားတယ်အဲ့ဒီမှာငါကသာသူ့ကိုလွန်နေရတာသူကကြည်ပါအောင်ဆိုတော့အလိမ့်လိုက်အလိမ့်လိုက်တက်လာတဲ့ဒေါသကအဲ့ဒါနဲ့မသူကညံလဲကောင်းတယ်သိလားတောင်းလျှောက်အဖြေကထွက်တယ်ဒေါသအားလျော်ဆိုတော့ဘာလို့တုံဆိုတော့ကံမော်တက်တဲတွေကိုလက်ကလေးနဲ့ကုတ်ရှင့်ရဲ့လက်ကလေးသေးသေးလေးနော် လက်ကလေးနဲ့ကုတ်ပြီးတော့သမုဒ္ဒရာရေထဲကိုပြစ်ချင်ခဏနေကမ်းပေါ်တက်သဲလေးကိုကုတ်ပြီးတော့ရေထဲပြစ်ချင်အဲ့ဒါနဲ့ကမ်းဆောင်တတ်ကနေအောင်မင်းဘာဖြစ်ပြန်တာတော့သောသောကရေကိုအမိနဲ့ခတ်ပြီးတော့ဆဲတယ်နော်အခုသဲကိုလက်နဲ့ကုတ်ပြီးတော့ပင်လယ်ထဲထည့်တယ်နော်မင်းဘာဖြစ်ပြန်ပြီတော့သူတို့ကိုမမြင်နိုင်ဘူးတဲ့မမြင်ချင်ဘူးတဲ့မမြင်ချင်ရင်သူတို့ရဲ့တီးရဒီရီတွေပျောက်သွားမှဖြစ်မယ်ဒါကြောင့်ဒီရီတွေပျောက်သွားအောင်သဲတွေနဲ့ဖုံးပြမယ်တဲ့ မုံင်းမှလည်အစွမ်းတတ္တိရှိတယ်နော်ဟုတ်လားဒကာကြီးမိုက်မြတ်ချစ်ချင်းမှလည်းအစွမ်းတတ္တိရှိနှစ်ခုသောအစွမ်းတတ္တိတတ္တဝါကိုပင်မအောင်လုပ်နေတာရှိပဲဒါလေးကိုမြင်စေချင်တာမုံလည်းမတ္တချစ်လည်းမတ္တချစ်ချင်းမုံင်းကလွတ်တဲ့လူသားရင်တတ္တမေတ္တာနဲ့မဆိုင်ဘူးနော်မေတ္တာကဒါနဲ့ဘာမှမဆိုင်ဘူးရှင်နဲ့ရေလို့ကွာတယ်တခြားသည်မေတ္တာဆိုတာသူ့အတွက်ချစ်ချင်းဆိုတာကိုယ့်အတွက်ဟင်ဒီကကြီးမအဲ့ဒါတော့ကိုကွာတယ် မေတ္တာဆိုတာသူတို့ကောင်းရင်ပြီးတာပဲချက်ချင်းကအဲ့လိုမဟုတ်ဘူးကိုယ်စိတ်တိုင်းမကြတာနဲ့တပြိုင်တည်းထင်ဟိုတတ္တဝါတွေအချင်းချင်းချစ်လာပါတယ်ဆိုတော့မိခင်ဖခင်တွေတောင်းလေသူတို့စိတ်နဲ့မတည့်တော့အမွေပြတ်ထဲဘူးလားတရင်သားတဲ့ကိုထဲပါဗျာဘာဖြစ်သွားတာတော့မုန်းသွားတာမုန်းတာမှဘယ်လောက်ထိမုန်းတော့မင်းမြန်းစုံစမ်းခြင်းသီးခံပါဟုတ်လားမပြောတော့မပြောချင်တော့ဘူးပေါ့လေငကိုတုံးကချစ်လိုက်တာချစ်လိုက်တာဟုတ်လားအမွေပြတ်ကျင်ညာုံနဲ့အားမရလို့ဗါတဲ့တော့မင်းမြန်းစုံစမ်းခြင်းသီးခံပါတဲ့ အဲ့တော့ချစ်ချင်းတွေကစိတ်ချရသလားမချရဘူးဗျမေတ္တာကမှစိတ်ချဟုတ်လားအေးအဲ့ဒီတော့ချစ်ချင်းဆိုတာတတ္တဝါတွေကိုအင်မတန်ပူလောင်စီလို့ဟိုဒီနေ့ကဥစဉ်ရဲ့ညီတစ်ပါးဥဒေဝင်ကဥစဉ်ကိုပြောပြတယ်မကွေးမြို့မှာတဲ့သူတက္ကမကြီးတယောက်ထမိုးတဲနေရင်တဲ့ကလေးတယောက်ကိုကားတိုက်တယ်ဆိုလမ်းကကြားကလေးတယောက်ကားတိုက်တယ်ထမင်းအချက်မပြတ်ဘူးဩကလေးတယောက်ဆော့တဲ့ကလေးနေမှာပေါ့ဩဟုတ်လားဒီလောက်ပဲ ခဏနေတော့သတင်းကရောက်လာတယ်ခမရသားလေးအဲ့ဒါခမရသားလေးလို့ပြောတော့ဟာတခါတဲ့ခေါင်းကြီးကိုတင်းတောင်းလောက်ရှိလာတယ်တဲ့ဟင်တကယ်ယူမိုက်မရစောစောတုန်းကလည်းဒီကလေးပဲနော်အဲ့ဒီကလေးကားတိုက်တယ်ဆိုတော့ဘာဖြစ်တော့ဘာမှမဖြစ်ဘူးထမင်းချက်မပြတ်ဘူးစကားပြောမပြတ်ဘူးခမရသားလေးလို့ပြောလိုက်တာနဲ့ခေါင်းကြီးကတင်းတောင်းလောက်ဖြစ်သွားတယ်ဘယ်သူကနှိပ်စက်တာလဲအဲ့ဒီချစ်ချင်းပါပဲ။